ဆေးခန်းကိုတရုတ်လိုကျွန်တော်တို့ကဂျင်ဆော်ဂျင်ဆော်ဂျင်ဆော်လို့ခေါ်ပါတယ်နောက်တစ်မျိုးကတော့မန်ဂျင်မန်ဂျင်မန်ဂျင်ဆေးခန်းဂျင်ဆော်ရဲ့မီရှာဝါကဤကြားဖြစ်ပါတယ်ဤကြားဂျင်ဆော်ဤကြားဂျင်ဆော်လို့ပြောရမှာဖြစ်ပါတယ်မန်ဂျင်နဲ့လည်းပြောလို့ရတယ်ဂျင်းဆိုနဲ့လည်းပြောလို့ရတယ်မန်ဂျင်နဲ့ပြောမယ်ဆိုတော့အီချာနဲ့မပြောတော့အီကာ 一个门诊那边嘛，都也没啥话讲。一个门诊，对，那都没话了。医务所，医务所，医务所路来考嘞，他家嘞，谁看呗？谁用了都没记不，但没谁来养嘞，谁来咕噜呀嘞？哎，然后叫了医务所，医务所，我嘛，哎嘛，谁看的苦些路标签来说了些，那里有一家诊所。 那里有一家诊所，一家诊所呢，表妹。首先，见到这些嘛，谁看得可耶？我家前面有一个门诊，我家前面有一个门诊。哦，谁看？OK，谁在我家了？药店，药店，药店。谁？ ဆေးရုံမှာလည်းကျွန်တော်တို့ဆေးတွေတော်ယူတဲ့နေရာဆေးတွေတူလောင်ထားတဲ့နေရာတို့မဟုတ်ဆေးတွေတော်ထုတ်တဲ့နေရာတော်ဝေရတဲ့နေရာကိုကြတော့ယောက်ဖန်ယောက်ဖန်ယောက်ဖန်ယောက်တန်ယောက်ဖန်အလိုပြောလို့ရပါတယ်ဆေးခန်းဒါဆိုရင်တော့ကျွန်တော်တို့ဆေးခန်းနဲ့ဆေးဆိုင်ကိုကျွန်တော်နားလည်မြင်လို့ပြောလင်းပါတယ်